ဒီနေ့မှာကျွန်တော်ဒီနေရာမှာလာရောက်ပြီးအလွန်ရိုးရှင်းပေမဲ့အလိုစိတ်ဝင်စားဖွယ်ရာနဲ့အရေးကြီးတဲ့ဆေးရောဂါနာကျင်မှုအကြောင်းကိုပြောပြချင်ပါတယ်။စီဂျိုယောဂါဟာတွေးတူယောဂါနဲ့အတူကဘာတဝမ်းလုံးမှာလူဦးရေများစွာကိုထိခိုက်စေတဲ့အလွန်ရိုးရှင်းတဲ့မကန့်ပွားနိုင်တဲ့ယောဂါတစ်ခုဖြစ်ပါတယ်။စီဂျိုယောဂါကအာယုံကြောကိုဘလို့ထိခိုက်စေတယ်လဲဆိုတာအများကြီးကသိကျင်တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။အများဆုံးတွေ့ရတဲ့ယောဂါလက္ခဏာကအာယုံကြောနာကျင်မှုဖြစ်ပါတယ်။အာယုံကြောနာကျင်မှုဆိုတာဘာလဲ အယုံကြောတွေဟာအုံနောက်ကနေစတင်ပြီးကြောရိုးအထိဆင်းသွားပြီးလက်နဲ့ခြေထောက်ရဲ့အယုံကြောတွေတဲကိုဝင်သွားပါတယ်ဒီအယုံကြောတွေကိုအနာကက်အယုံကြောတွေဟုခေါ်ပါတယ်သူတို့ကအယံပိန်တဲအဲ့ဒီအယုံကြောတွေဟာပင်လယ်ပန်းကဲ့သို့ဖြစ်ပြီးစီဂျိုယောဂရှိတဲ့သူတွေမှာအရင်ဆုံးထိခိုက်ရတဲ့အယုံကြောတွေဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုသိနိုင်မလဲယုရှိနဲ့ယောဂလက္ခဏာကတော့ကျွန်တော်တို့ခေါ်တဲ့အဲ့နဲ့အချောင်းထိုးခံရတယ်လို့ခံစားရခြင်းတို့မဟုတ်ခြေထောက်ပူမွေးမှုယောဂဖြစ်ပြီးလူနာကခြေဝါးမှာ သို့မဟုတ်လက်မှာတခုခုလှောက်ရှားနေသလိုခံစားရခြင်းအထူးခံရသလိုခံစားရခြင်းသို့မဟုတ်အယံပူနွေပြီးပြီးလောင်နေသလိုခံစားရခြင်းဖြစ်ပါတယ်။အဲ့ဒီအရာတွေကအနာကက်အာယုံကြောနာခြင်းမှုရဲ့အစောဆုံးလက္ခဏာတွေပါပဲ။အများကြီးကစီချိုယောဂရဲ့အနာကက်အာယုံကြောနာခြင်းမှုဟာစီချိုယောဂစတင်မတိုင်ခင်နှစ်နှစ်သုံးနှစ်အထိချိနိုင်နေဆိုတာကိုသိရင်အံ့အားသင့်ကြမှာပါ။ဒါကြောင့်ဒါဟာသတိပေးချက်တစ်ခုဖြစ်လာပြီးနာကက်မှာစီချိုယောဂဖြစ်လာနိုင်တယ်ဆိုတော့ကိုပြောပြနိုင်ပါတယ် တိုးတက်လာတဲ့ယောဂလက္ခဏာတွေကဘာတွေဖြစ်နိုင်မလဲပြင်းထန်တဲ့အခြေအနေတွေမှာသူတို့ကကြွက်သားအဆုအဝေးကိုဆုံရှုံနိုင်ပါတယ်လက်နဲ့ခြေထောက်ရဲ့အရွယ်စားဖို့ဆုံးရှုံးသွားတယ်လို့ပြောပြလာကြတဲ့လူတွေကိုကျွန်တော်တို့တွေ့ရပါတယ်။သူတို့ကကြွက်သားတွေဟာမျက်နှာပြင်ပြောက်သွားသလိုခံစားရတယ်လို့ခံစားကြပါတယ်။ဒါကြောင့်ဒါကကျွန်တော်တို့ခေါ်တဲ့စီချူကြောင့်ကြွက်သားပျက်စီးမှုတို့မဟုတ်ကြွက်သားပျက်စီးမှုအဆင့်ဖြစ်ပါတယ်။နောက်တစ်ခုမှာတော့သူတို့မှာပြင်းထန်တဲ့နာကျင်မှုနဲ့အထူးခံရတယ်လို့ခံစားရပြီးလမ်းလျှောက်တဲ့အခါမတင့်မတောင်းဖြစ်လို့လဲကျနိုင်ပါတယ်။ ပြီးတော့သူတို့ကခြေထောက်အားနည်းမှုကြောင့်ချော်လဲနေကြောင်းသိလာကြပါတယ်။အလွန်ကင်းထန်တဲ့အခြေအနေတွေမှာခြေထောက်ထိခိုက်မှုနောက်ပိုင်းမှာလူနာကခြေထောက်ကတွေးထွက်နေတယ်ဆိုတာရုတ်တရက်သိလာပြီးမှလုံးဝနာကျင်မှုမရှိပါဘူး။ဒံယာကကြီးမားလောက်ပြီးမှသူတို့မှနာကျင်မှုမရှိလို့ခြေထောက်ထိခိုက်မှုရှိတယ်ဆိုတာသိနိုင်ခြင်းမရှိပါဘူး။ ဒါကအလွန်ကင်းထန်တဲ့စီဂျိုယောဂကြောင့်ဖြစ်တဲ့အာယုံကြောယောဂပါ။အာယုံကြောဆရာဝန်အနေနဲ့အများကြီးမိကြပါတယ်။အထင်ပဲအာယုံကြောယောဂကင်းစီဂျိုယောဂကအုံနောက်သူမဟုတ်ကြောယောအာယုံကြောကိုဘလို့မှထိခိုက်နိုင်မှာတလား။အခြေဓာဟုတ်ပါတယ်။စီဂျိုယောဂကိုထိန်းချုပ်မရရင်အုံနောက်ထိခိုက်မှုသူမဟုတ်လေးဖြတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။အတူတူပဲစီဂျိုယောဂကိုထိန်းချုပ်မရရင်နှလုံးယောဂသူမဟုတ်နှလုံးကြွတာပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်။ စီဂျိုယောဂကိုထင်ချိုမရရင် အုံနောက်ထဲမှာတွေးခဲများစွာ ဖြစ်ပေါ်ခြင်းနဲ့စီဂျိုယောဂကြောင့်အုံနောက်ကျုံသွားခြင်းကြောင့်အရင်ထက်ပိုဆောဆောအာယုံချိုယွင်းမှုကိုဖြစ်စေနိုင်ပါတယ်။အုံနောက်အလဲပိုင်းကျုံသွားခြင်းကို cortical cerebral atrophy လို့ခေါ်ပါတယ်။သူတို့မှာစီလန်းချောင်းပြေတနာတို့မဟုတ်စီထွက်ပြေတနာတွေကိုအလွန်ပြင်းထန်စွာဖြစ်စေနိုင်ပါတယ်။အသားကြီးခြင်းကိုဖြစ်စေနိုင်ပါတယ်။သူတို့ဟာအိမ်နာကိုမကြာခဏသွားနိုင်ခြင်းတို့မဟုတ်ပုံမှန်သွားနိုင်ခြင်းမရှိနိုင်ပါဘူး။ စီဂျိုယောဂါကြောင့်အာယုံကြောပျက်စီးမှုကိုဘယ်လိုကာကွယ်မလဲအလွန်ရိုးရှင်းပါတယ်စီဂျိုယောဂါကိုအစောဆုံးကနေကုသပါအစားတောက်ကောင်းကောင်းစားပါဒါကအာယုံကြောပျက်စီးမှုကိုကုသဖို့အဓိကနည်းလမ်းပါအာယုံကြောပျက်စီးမှုအတွက်အထူးကုသမှုမရှိပါဘူးအာယုံကြောပျက်စီးမှုရဲ့အကြောင်းရင်းကိုကုသရမယ်အဲ့ဒါကစီဂျိုယောဂါကိုခင်းချုပ်ခြင်းဖြစ်ပါတယ်ဒါကြောင့်ချိရတဲ့တမင်ချင်းတို့ရေအစောဆုံးစီဂျိုယောဂါလက္ခဏာတွေကိုအထူးသဖြင့်အာယုံကြောစနစ်မှာရှာဖွေဖို့အရေးကြီးပါတယ်